ဒီဘောဝရစာခန်းကြီး7ငွေ1ယုံကြည်ခြင်းသည်မျော်လင့်သောအရာတို့ကိုမျက်မှောက်ပြုခြင်းဖြစ်၏မမြင်သေးသောအရာတို့ကိုတိမတ်ဆွဲလန်းခြင်းကြောင့်ဖြစ်၏ကျွန်တော်တို့ဟာ အောဘွယ်နမိတ်လက္ခဏာတွေထူးခြားသောထူးဆန်းသောစူပါနက်ချရယ်ကိုမြင်မှဘုရားကိုယုံကြတာမဟုတ်ပါဘူ ကျွန်တော်တို့ယုံကြည်ခြင်းကအရင်လာတာဖြစ်ပါတယ်ဘုရားသခင်ဒီတတ်နိုင်သောဘုရားဖြစ်တယ်ဘုရားသခင်ဒီအမြင့်ဆုံးသောဘုရားဖြစ်တယ်ဘုရားသခင်ဒီတကူအာနုရောနဲ့ပြည့်စုံသောဘုရားဖြစ်တယ်ဆိုတော့ကျွန်တော်တို့ယုံကြည်ခြင်းကအရင်လာပြီးမှဘုရားသခင်ရဲ့လက်ရာတော်တွေဘုရားသခင်ရဲ့အံ့ဩဖွယ်နမိတ်လက္ခဏာတွေကိုမြင်ရတာဖြစ်ပါတယ်ဒီကျမ်းစာလေးကဒါကိုမိမောင်းထိုးပြနေတာဖြစ်တယ်လို့တမန်ကျမ်းစာတွေကအဖြစ်ပြက်တစ်ခုနဲ့ကျွန်တော်ဆက်လက်ဆင်ခြင်ဖို့ဖြစ်ပါတယ်တခင်ယေရှုကတခါကရွာတရွာကိုဝင်ရောက်တော်မူတယ် အဲ့ခါမှာအဲ့ယွာမှာနူနာဆွဲနေတဲ့သူတကြိတ်တို့ကခရီးဥကြိုပြုတ်ပြီးတော့အဝေးကရက်ပြီးတော့သခင်ရှုကိုအော်ဟစ်ပါတခင်ယေရှုကျွန်တော်တို့ကိုကယ်မတနာတော်မူပါလို့အော်ဟစ်ကြတယ်ဒီနေရာမှာကျွန်တော်တို့ဘာတွေ့ရလဲဆိုရင်နူနာဆွဲနေတဲ့သူတွေအဲ့ဒီခေတ်ကအခြေအနေကိုပြန်လည်လေ့လာဖို့လိုပါတယ်နူနာဆွဲနေတဲ့သူတွေကကျွန်တော်တို့ဝိပုယအကျမ်းခန်းကြီး73မှာကျွန်တော်တို့တွေ့ရပါတယ်သူတို့ဟာစုတ်သောဝိကိုဝေးရတယ် ပြီးလို့ရှိရင်ကျွန်တော်တို့ဘာလုပ်ရလဲဆိုရင်မစင်ကြဘူးလူတွေနားမှာကန့်နေလို့မရအောင်မစင်ကြဘူးမစင်ကြဘူးဆိုပြီးတော့တို့អော်ခဲ့ရတယ်ပြီးလို့ရှိရင်เนาะအနာဆွဲနေတဲ့ကာလပတ်လုံးမှာတို့ကညှဉ်းညူးတယ်လို့ယူဆပြီးတော့เนาะကျွန်တော်တို့လူအတိုင်းဝိုင်းရဲ့ပြင်ပမြို့တွေရွာတွေရဲ့အပြင်မှာနေရပါ နူနာယောဂအနာယောဂကိုခံစားရတဲ့ဝေဒနာတွေဒီဖြစ်ယုံမကဘူးဘာဘာခံစားရလဲဆိုရင်လူအတိုင်းဝိုင်းရဲ့ဖယ်ကျင်ခြင်းကိုခံရတော့အပေခံလူရန်းစားတွေဖြစ်ပါတယ် ဒါကြောင့်မလို့ဒီလူတွေကသခင်ယေရှုကိုတွေ့တဲ့အခါမှာနော်သူတို့မကတ်ရဲဘူးအဝေးကနေပဲယက်ပြီးတော့နော်နှိမ့်ချသောစိတ်နဲ့သခင်ယေရှုဟာသူတို့ကိုကယ်လို့ပေးနိုင်တဲ့သူဖြစ်တယ်သခင်ယေရှုကလွင်ကယ်တင်မဲ့လူမရှိဘူးဒါကြောင့်မလို့သခင်သခင်ယေရှုလို့ခေါ်တာဖြစ်ခေါ်ပြီးတော့သူတို့ဘာလို့လဲဒါရိုက်ကျွန်တော်တို့ကိုကုပေးပါဆိုပြီးတော့မတောင်းဆိုရဲဘူးနော်နှိမ့်ချသောနဲ့ကျွန်တော်တို့ကိုကယ်မသနာတော်မူပါဆိုပြီးတော့ဂယုနာတော်ကို ျော်လင့်လျက်တောင်းဆိုကြခြင်းဖြစ်ပါတယ်။ဒါဟာယုံကြည်ခြင်းရဲ့အစဖြစ်ပါတယ်။အဲ့တော့ယုံကြည်ခြင်းဆိုတာကတဲ့ကိုကိုကိုအားကိုးခြင်း self confident ငါဆိုတဲ့အရာကနေစတင်လာတာမဟုတ်ပါဘူးတဲ့ကိုဟာဖန်ဆင်းခံတာဖြစ်တယ်ကိုဟာမြေမုံဖြစ်တယ်အပြစ်သားဖြစ်တယ်ကျွန်တော်တို့ဟာလူသားတွေပဲဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့အနာဂတ်ကိုလည်းမသိဘူးကိုယ့်ဘကိုလည်းမကယ်တင်နိုင်ဘူးအဲ့တော့ကယ်တင်ရှင်ဘုရားကိုလိုတယ်ဆိုရယ်စိတ်ကနေ เนาะကျွန်တော်ယုံကြည်ခြင်းကစတာဖြစ်တယ်ဒီလူတွေကလည်းအဲ့လိုပဲသူတို့ဘာသူတို့မကယ်နိုင်အောင်သူတို့ဟာအပယ်ခံလူဒန်းစားတွေဖြစ်တယ်ယောဂါတွေလည်းခံစားနေရတယ်လူအတိုင်းဝိုင်းရဲ့အပြင်ပမှာလည်းဖယ်ကျင်ခြင်းခံထားရတဲ့လူတွေဖြစ်တယ်အခုသခင်ယေရှုလာတော့သူတို့ရဲ့မျောလင့်ချက်ငါတို့ရဲ့သခင်အဲ့တော့နှိမ့်ချစွာနဲ့ငါဆိုတာမရှိဘူးเนาะသခင်ယေရှုကိုနှိမ့်ချစွာနဲ့နော်ကျွန်တော်တို့တို့အော်ဟစ်ပြီးအကူအညီတောင်းခံကြတာကိုတွေ့ရပါတယ်ဒါဟာယုံကြည်ခြင်းရဲ့အစပဲဖြစ်ပါတယ်မိ쇠ရေတင်ရောဘလို့ယုံကြည်နေလဲ ငါဆိုတဲ့ငါဆွဲအတ္တတွေအပေါ်မှာထားပြီးဖျောက်အောင်မှာထားနေတော့ဒါဟာအမိခံခရိယံပဲဖြစ်နေပါလိမ့်မယ်ခရိယံတက်တာတကယ်စင်မှန်သောခရိယံတက်တာကငါဆိုတာက အောက်မှာဖြစ်ပြီးတော့ဘုရားသခင်ကိုကျွန်တော်တို့နော်အပေါ်မှာထားခြင်းဖြစ်တယ်ဆိုတာကိုနားလည်ရပါတယ်အဲ့တော့ယုံကြည်ခြင်းဟာတဲ့ကိုကိုကိုအားကိုးခြင်းနော်ငါဆိုတဲ့အရာကနေဘယ်တော့မှမစတင်ဘူးတဲ့နော်ကျွန်တော်ဘုရားသခင်ကိုအားကိုးခိုလုံခြင်းမှနေယုံကြည်ခြင်းစတင်တယ်ဆိုတဲ့အချက်ကိုတွေ့ရပါတယ်အဲ့တော့သခင်ယေရှုကနော်ဒီလူတွေကိုမြင်တဲ့အခါတဲ့ သင်တို့သည်ယေဘရောဟိတ်ထံသို့သွား၍ကိုကိုပြကြလောဟုမိန့်တော်မူတယ်ဆိုအောင်တွေ့ရပါတယ်။အဲ့တော့ဒီနေရာမှာလဲကျမ်း background လေးတစ်ခုရှိပါတယ်။တော့ကျွန်တော်တို့ဘာကြောင့်ယေဘရောဟိတ်ထံကိုသွားခိုင်းတာလဲ။ယေဘရောဟိတ်ထံကိုသွားရတဲ့အချိန်ကဘယ်လိုအချိန်မျိုးမှရှိလဲ။တော့ကျွန်တော်ဝိပုယအကျမ်းခန်းကြီး14မှာကြည့်တဲ့အခါမှာအကယ်၍နူနာယောဂဆွဲသောသူကအနာယောဂပျောက်ကင်းသွားပြီဆိုရင်ပျောက်ကင်းသွားတဲ့အကြောင်းကိုယေဘရောဟိတ်ထံကိုသွားပြီးတော့ပြရပါတယ်။ယေဘရောဟိတ်ကစစ်ဆေးမယ်။ စစ်ဆေးပြီးတဲ့အခါမှာစစ်ဆေးုံနဲ့မရသေးဘူးเนาะ तू ကအစင်းစင်လုံးရမှာရှိတယ်ကိုကိုတန့်စင်စီဖို့အတွက်ဆေးကြောရမှာရှိသလိုเนาะကျွန်တော်တို့ quarantine ဝင်ရမယ့်အရာတွေရှိတယ်เนาะပြီးလို့ရှိရင်ကျွန်တော်တို့ဒီရစ်ပူဇော်ရမယ့်အရာတွေရှိတယ်အစင်းစင် process တွေရှိပါတယ်အဲ့ဒါကြောင့်မလို့ hebrew ကိုတွားခိုင်းတာပြီးတော့မှ hebrew ကအဲ့ဒါတွေပြီးတော့မှသူ့ကို community တွေကိုပြန်ပြီးတော့ကိုအင်ကိုကိုပြန်နေခိုင်းပါတယ်အဲ့တော့ကျွန်တော်တို့အခုကသခင်ယေရှုကတန်းပြီးတော့ဗောနော်သူတို့က အော်ဟစ်တာနဲ့သခင်ရှုကကုလည်းမကုပြီးသေးပဲနဲ့ဘာပြောလိုက်လို့ယစ်ပရောဟိတ်ရှီကိုတွားတယ်အဲ့ချိန်မှာသူတို့အနာမပြောက်သေးပါဘူးအနာမပြောက်ဘဲနဲ့ယောဂမပြောက်ဘဲနဲ့ယစ်ပရောဟိတ်ရှီကိုတွားဆိုတာကတော့ကျွန်တော်တို့ဘယ်လိုမှမဖြစ်နိုင်ဘူးနော်ပုံမှန်ဆိုရင် complaint တွေရှိတယ်ကိုတော့မကုပြီးပဲနဲ့ကျွန်တော်တို့ကယစ်ပရောဟိတ်ရှီဘယ်လိုတွားပြရမှာလဲအဲ့လိုတွေပြောလာကြအကြောင်းရှိပါတယ်အဲ့တော့ဒီလူတွေကတော့အဲ့လိုမဟုတ်ဘူးကိုတော့ကတွားလို့ပြောတာ ਨੇ တို့သွားတယ်ဆိုတော့တွေ့ရပါတယ်ကျွန်တော်ဒီနေရာမှာကျွန်တော်တို့ခွန်အားယူစရာသင်ကန်းစာဘာတွေ့ရလဲဆိုရင်နမိတ်လက္ခဏာတွေရဲ့အရင်မှာအန်အောပွဲနမိတ်လက္ခဏာတွေရဲ့အရင်မှာဖျားသခင်ရဲ့စေခိုင်းမှုတွေရှိတယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ်အန်အောပွဲနမိတ်လက္ခဏာတွေကိုကျွန်တော်တို့မျှော်လင့်ကြတာဒါပေမဲ့ကျွန်တော်တို့ကဘာဖြစ်လဲဆိုရင်ကိုယ့်ဘက်ကနော်ဖျားသခင်ခိုင်းတာတွေကိုမနာခံရင်မရဘူးဆိုတော့ဒီမှာလည်းတွေ့ရပါတယ်အဲ့တော့ဖျားသခင်ရဲ့စေခိုင်းခြင်းကိုယုံကြည်စွာနဲ့အရင်ဆုံးတွားရောက်လှုပ်ဆောင်ဖို့လိုတယ်အဲ့ခါမှာကျွန်တော်တို့ဘဝမှာ ဖရားရဲ့အံ့ဩပဲနမိတ်လက္ခဏာတွေရောက်ရှိလာပြီးကိုယ့်ရဲ့အလိုလဲပြည့်စုံမှာဖြစ်တယ်အဲ့တော့ဒီလူတွေကဘယ်လိုလုပ်ခဲ့လဲမိန်တော်မူသည့်တိုင်သူတို့ဒီသွားစဉ်တွင်တန်ရှင်ခြင်းတို့ရောက်ကြတယ်တန်ရှင်ခြင်းတို့ရောက်ကြတာသူတို့ရဲ့ယုံကြည်ခြင်းอ่ะเนาะနမိတ်လက္ခဏာကိုမြင်လို့ယုံတာမဟုတ်သူတို့တခင်ရှုပြောလိုက်တဲ့အချိန်မှာဘာမှသူတို့မှမပြောက်သေးဘူးเนาะမပြောက်သေးပေမဲ့လည်းသူတို့နာခံလိုက်လျှောက်တယ်အဲ့တော့ယုံကြည်ခြင်းဆိုတာအရင်ဆုံးနာခံလိုက်လျှောက်ခြင်းကနေစတင်တယ်ဆိုတဲ့အချက်ကိုလည်းကျွန်တော်တွေ့ရပါတယ် တင်မယုံကြည်ပဲနဲ့တင်ဘုရားမှာထူးခြားမှုတွေနော်ဖရားရဲ့တကူတော်တွေဘာမှဖြစ်လာမှာမဟုတ်ယုံကြည်မှပဲတင်ဘုရားထဲမှာတကယ်ဖြစ်လာမှာဖြစ်တယ်ဆိုတာတွေ့ရပါတယ်ဆက်ပြီးတော့ဒီကျမ်းစာမှာဖတ်ကြည့်ရင်ဒီကျက်ပိုတဲ့အရာတကူတွေ့ရပါတယ်အဲ့ထဲကတဲ့လူတယောက်ကတဲ့အနာယောကကင်းလွတ်တော်ကိုသိမြင်လင်းတဲ့ပြန်လာ၍ကြီးသောအတန်နဲ့ဖရားခင်ကုံတော်ကိုချီးမွမ်းတယ်တဲ့နော်ပြန်လာပြီးတော့ချီးမွမ်းတာအဲ့တော့ तू ကတိုးတိုးလေးလာတာမဟုတ်နော် ဖះကိုကျေးဇူးတင်အောင်ကြီးလို့အာငါပြောက်သွားပြီဆိုတာတိရာနဲ့ချက်ချင်းပဲသခင်ရှုရှိကိုပြန်လာပြီးတော့ကြီးသောအတန်နဲ့ချီးမွမ်းနေဂုံတော်ကိုချီးမွမ်းနေဆိုတာတွေ့ရပါအဲ့တော့အလွန်ပဲကျေးဇူးတင်တာအဲ့တော့၉ယောက်ရှိတာနော်တယောက်ပဲပြန်လာတယ်ဆိုတွေ့ရအဲ့တော့အဲ့လူကအရန်ပျော်ပြီးတော့ချီးမွမ်းပြီးတဲ့ကဘာလို့လဲဆိုခြေတော်ရင်း၌ပြတ်ဝုတ်၍ကျေးဇူးတော်ကြီးလာပါသည်ဟုဝန်ခံလေ၏တဲ့နော်ခြေတော်ရင်းမှာပြတ်ဝုတ်ကိုကိုယ်တယ်ပြတ်ဝုတ်ကိုကိုယ်တယ် အဲ့ဒီလူကရှမာရိလူဖြစ်တယ်တဲ့เนาะကျွန်တော်တို့အဲ့တော့ဘာတွေ့ရလဲဆိုရင်ကျွန်တော်တို့အလွန်တရာမှเนาะကျွန်တော်တို့ယေရှုတင်တဲ့အခါမှာယေရှုတို့ချီးမွမ်းခြင်းစိတ်ကဝိပုကိုးကွယ်ခြင်းကိုဖြစ်စေတယ်အဲ့တော့ तू ကအလွန်တရာမှယေရှုတင်တယ်ယေရှုတို့ချီးမွမ်းပြီးတဲ့အခါမှာပြတ်ဖို့ကိုးကွယ်တယ်ဆိုတော့တွေ့ရပါတယ်ဒါကြောင့်မလို့ဒါဝိပုကိုးကွယ်ခြင်းအနှစ်သာရတစ်ခုဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဝိပုကိုးကွယ်တယ်ဆိုတော့ဘုရားသခင်ကြောက်ကျွန်တော်ဘဝမှာကောင်းကြီးမင်္ဂလာတွေတက်ဆင်းလာတယ်ဖျားမရှိရင်မဖြစ်ဘူး ဘုရားကြောင့်သာလေငါတို့ဒီအသက်ရှင်နေရတယ်အသက်ကောင်းစွာရှူနေရတယ်ဆိုတဲ့အရာကိုသိရှိပြီးတော့ဘုရားသခင်ရှေ့မှာကျွန်တော်တို့ဂျေဇုတင်လျက်ဝတ်ပြုကြခြင်းဖြစ်တယ်အဲ့ဒီစိတ်နဲ့ဝတ်ပြုရတာဖြစ်တယ်ဒီလူကတော့အဲ့လိုဝတ်ပြုတာဖြစ်တယ်အဲ့တော့ခိုလူတွေကဘာဖြစ်လို့ပြန်မလာလဲเนาะ10ယောက်ကိုပျောက်ကင်းစေလိုက်တာ9ယောက်ကပျောက်သွားပြီ1ယောက်ပဲပြန်လာတယ်ဒါဆိုဘာဖြစ်လို့လဲအဲ့မှာကျွန်တော်တို့အတွက်သင်ခန်းစာယူစရာအကြီးကြီးပဲရှိပါတယ်အဲ့လူတွေဘာလို့ပြန်မလာလဲဆိုတော့ တို့အရန်ပျော်သွားတာဟိုတို့အနာရောဂါပျောက်သွားပြီတို့ယုံကြည်ခြင်းကြောင့်တို့နာခံလိုက်လျှောက်ခြင်းကြောင့်ပျောက်သွားပြီအဲ့တော့ယေဘရဟိရှိကိုတွားရမယ်လုံးစရာရှိတာတွေကိုလုံးရမယ်ပြီးရင်တို့တွေမိသားစုတွေနဲ့ခွဲခွာနေရတာကြာပြီလူတိုင်းဝိုင်းတွေကိုမဝင်ရတာကြာပြီအဲ့တော့ဒါတွေကိုမြန်မြန်လှုပ်ချင်တယ်ဟောတနည်းပြောရင်တော့တို့ကောင်းကြီးမင်္ဂလာရသွားတယ်လွတ်မြောက်ခြင်းကိုရသွားတယ်အဲ့တော့ကောင်းကြီးမင်္ဂလာတွေနဲ့တို့အရန်ပျော်သွားပြီးတော့ကောင်းကြီးပေးလိုက်တဲ့ဖရားကိုမေ့သွားတာဖြစ်တယ် ကောင်းကြီးမင်္ဂလာတွေနဲ့ပျော်သွားတဲ့အခါမှာအယံပျော်မွေ့ပြီးတော့ကောင်းကြီးမင်္ဂလာတွေထဲမှာရစ်မှုသွားတဲ့အခါမှာကောင်းကြီးပေးသောအရှင်ကိုမေ့တတ်ပါတယ်ဒါကျွန်တော်တို့အတွက်သင်ကန်းစာပဲအဲ့တော့ဒီလူတွေကပြန်မလာဘူးเนาะပြန်မလာဘူးဒီလူကတော့မဟုတ်ဘူးကျေးဇူးတင်ရမယ့်သူကောင်းကြီးပေးသောအရှင်ကိုမမေ့ဘဲနဲ့သူပြန်လာပြီးတော့သူတယောက်ပဲကျေးဇူးတင်ပြီးတော့ပြတ်ဖို့ကိုးကွယ်နေတာဖြစ်ပါတယ်အဲ့တော့သခင်ယေရှုကလည်းမေးပါတ ကိုယောက်ကဘယ်ယောက်သွားလဲကိုယောက်ကဘယ်ယောက်သွားလဲသခင်ရှုကမေးသခင်ရှုကတိတယ်နော်အဲ့တော့ဒီနေ့သခင်ရှုမေးတဲ့စကားကကျွန်တော်တို့အားလုံးကိုမေးနေတာဖြစ်တယ်10ယောက်မဟုတ်ဘူးလားကိုယောက်ကဘယ်ယောက်သွားလဲနော်ကျွန်တော်တို့ရဲ့ယုံကြည်သူတွေရဲ့အသက်တာမှာကျွန်တော်တို့စုတွေတောင်းကြတယ်ဟောမရခင်တုန်းကတော့ကျွန်တော်တို့အခက်ခဲတွေရှိတုန်းကတော့အကုန်စုတောင်းပြီးတော့ဖခင်သခင်ကအဲ့ဒါကိုကောင်းကြီးပေးလိုက်ပေးလိုက်ကိုကျွန်တော်အဲ့ဒီကောင်းကြီးတွေနဲ့ပဲအလုံးရှုပ်သွားပြီးတော့ ဖះကိုကောင်းကြီးပေးသောဖះကိုမေ့သွားတယ်ဂျေဇုတင်မှုအတွက်ကျွန်တော်မေ့သွားတယ်ဆိုတဲ့အရာကိုကျွန်တော်တို့ဒီနေရာမှာတွေ့ရပါတယ်ဒါကြောင့်မလို့ချစ်သောမိတ်ဆွေတို့ဂျေဇုတင်မှုမမေ့ပါနဲ့ကောင်းကြီးတွေထဲမှာပျော်မွေ့ရင်းနဲ့နော်ဖះပေးသောကောင်းကြီးတွေဒါဘသူပေးတာလဲဆိုတော့အများရန်တတိယဖះပေးတာဖြစ်တဲ့အတွက်ဖះသခင်ကောင်းကြီးပေးသောဖះကို မမေ့ဖို့ဖြစ်ပါတယ်ကောင်းကြီးတွေအစားကိုကောင်းကြီးပေးသောသူကိုဦးစားပေးဖို့အရေးကြီးပါတယ်ဒီလူကတော့ ကောင်းကြီးပေးတော်သူကိုဦးစားပေးတယ်။အဲ့တော့ဒီတယောက်ကတော့ဘာထူးခြားသွားလဲနော်ဘာထူးခြားသွားလဲဆိုတော့တခင်ရှုကပြောပါတယ်တင်ထား၍သွားတော့သင်းယုံကြည်ခြင်းသည်သင်းအနာကိုငြိမ့်စေပြီဟုမိန့်တော်မူတယ်။ဒါမှမဟုတ်ကျွန်တော်တကယ်မူရင်းဂရိကျမ်းစာမှာဆိုဆိုဆိုတဲ့စကားကိုတွေ့ရပါတယ်။အဲ့ဒါဘာလဲဆိုရင်အထိပ္ပယ်ကတော့ save you are saved မင်းဟာကယ်တင်ခံရပြီပြောခြင်းဖြစ်ပါတယ်။ဒါဟာဘာပြောတာလဲဆိုတော့ဒီနူနာယောဂါဆွဲတဲ့ယခုဘဝအတွက် လူနာယောဂါဆွဲတဲ့ကိစ္စတွေမဟုတ်ဘူးအပြစ်ယောဂါကနေပါသူ့ကိုကယ်တင်လိုက်ပြီတနည်းပြောရင်တော့ထာဝရတဲ့ကောင်းငင်နိုင်ငံတော်ကယ်တင်ခြင်းစိတ်ချမှုကိုသူရသွားပြီ you are safe လို့ပြောလိုက်ခြင်းဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဟိုလူတွေကတော့ပြန်မလာတဲ့လူတွေကဘာလဲလောကရဲ့စည်းစိမ်ဒီမှာပဲပျော်မွေ့သွားပြီးတော့ကျေးဇူးပြန်ပြီးတော့မတင်တဲ့ခါမှာပြတ်ဖို့ကိုကွယ်မှုဝိပုကိုကွယ်မှုမလုပ်တဲ့ခါမှာတော့ကျွန်တော်ကောင်းကြီးပေးသောရှင်ရှိကိုမပြန်လာတဲ့ခါမှာသူတို့ကတဝက်ပေးရတယ်ယခုဘဝရဲ့ ခြေအနေတွေမှာပဲသူတို့ပျော်မွေ့သွားတာထာဝရကာလအတွက်ကိုသူတို့စိတ်ချမှုမရတော့ပြန်လာတဲ့လူကတော့နှစ်ခုတလုံးရအကုန်လုံးကယ်တင်ခံရတယ်ယောဂကနေလည်းပျောက်ကင်းတယ်လူတိုင်းဝိုင်းတဲ့ကိုလည်းပြန်ရောက်တယ်ယခုဘုရားမှာလည်းကောင်းမွန်စွာနဲ့သူပြန်ပြီးတော့အသက်ရှင်နိုင်တယ်လို့သူတည်လွန်သွားရင်လေထာဝရတက်ကိုရမယ်ယုံကြည်ပြီးတော့ကိုးကွယ်တာကိုတွေ့ရပါတယ်ဒါကြောင့်မလို့ချစ်တော်ညီကိုမော်ရတို့ဒီဟာလဲကျွန်တော်တို့အတွက်သင်ခန်းစာပါပဲဒီနေ့ကျွန်တော်ဖျားကိုကိုးကွယ်တဲ့အခါမှာကျွန်တော်ဒီနေ့ အသက်ရှင်နေဤလောကထဲမှာရမယ်ကျမ်းမာခြင်းချမ်းသာခြင်းတွေကြွယ်ဝခြင်းတွေကိုပဲကျွန်တော်မျော်လင့်ပြီးတော့ကျွန်တော်ကိုးကွယ်ရဆိုရင်ဘာနဲ့တူနေလဲဆိုရင်ခုနလူနူနာဆွဲတော်သူ၉ရောက်နဲ့တူနေပါတယ်ကျွန်တော်အဲ့၉ရောက်လောက်နဲ့မကျင်တတ်ပါနဲ့ဒီလောကနဲ့မပြီးပါဘူးဒီလောကအရာကြီးတည်းဖြစ်ပါတယ်ကျွန်တော်ဘာလဲပြန်ပြီးတော့ယေရှုတင်ပြီးတော့ဝိပုကိုးကွယ်တဲ့ဖခင်ကိုတကယ်ပဲစိတ်နှလုံးနဲ့ချီးမွမ်းကိုးကွယ်ပြီးတော့เนาะကျွန်တော်ပြတ်ဝတ်ကိုးကွယ်တဲ့သူလိုမျိုးဖြစ်ရမှာဖြစ်ပါတယ် ယခုဘဝအတွက်သာမကနောင်ဘဝအတွက်ပါအရေးကြီးပါတယ်။ဒါကြောင့်မလို့ဖခင်ကလည်းဂရုပေးထားပါတယ်။ဖခင်ဝင်နိုင်မွေးလို့ခြင်းဒီယခုဘဝနောင်ဘဝနဲ့ဆိုင်သောစီးစိမ်ချမ်းသာနော်။ယခုဘဝနောင်ဘဝနဲ့ဆိုင်ယခုဘဝဟာတွေကနော်ယာယီပဲတည်ရင်ကုန်ထားခဲ့ရမှာ။ဒီလူကဘာဘာရွာလဲဆိုရင်ထာဝရအသက်ထာဝရအသက်ရှင်ခြင်းကိုပါရသွားစိတ်ဖြစ်သွားတာဖြစ်တယ်ဆိုတော့တွေ့ရပါတယ်။အဲကြောင့်ချစ်တော်ညီကောင်မတော်တို့ကောင်းကြီးတွေနဲ့ပဲပျော်မွေ့မနေပဲနဲ့ကောင်းကြီးပေးသောဖခင်ကို ်ဂျေဇူးတိလျက်သာရသက်ကိုရရှိတော်သူများဖြစ်ကယ်တင်ခြင်းခံရတော်သူများဖြစ်ကြိုးစားအသက်ရှင်အားထုတ်ကြပါစို့လို့ဖော်ပြရင်းနဲ့ဒီကုန်းချုပ်ပါတယ်